တဲ့ဒါကြောင့်မလို့နောက်ကဘာတသိန်းလွန်တဲ့အခါမှာ तू ဟာအထိတ်တရဆိုတဲ့ပစ္စေကဘုရားဖြစ်တယ်ဒီဘဝမှာတော့ရသော်ဘုရားပေါ်မှာကျွလွန်တဲ့ပြစ်မှုတွေကအလွန်များသည့်အတွက်ကြောင့်အင်မတန်မှမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်သူများကိုပြစ်မှုကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့အပင်ငယ်ဲမှာ तू ဟာချီးမားစွာခံရတယ်တကဘာပတ်လုံးငယ်ဲမှာ ခံနေရတယ်လို့ဒီလိုဆိုတာသူငရဲခံရဖို့ကိုဖော်ပြထားတဲ့ဟာလေအလွန်ကြောက်စရာကောင်းတယ်သူငရဲခန္ဓာသူ့ရဲ့ခန္ဓာကိုယ်ကြီးကအဝိဇ္ဇငရဲရောက်သွားတဲ့အခါအဝိဇ္ဇငရဲကြီးကဘာနဲ့တိဆောက်ထားတာတုံးဆိုလို့ရှင်အမိုးကတန်နဲ့အကာတွေကလည်းတန်အောက်ကမြေကြီးကလည်းတန်နော်တန်နေနဲ့တိဆောက်ထားတာငရဲလှုပ်လို့တော့ဘာမှဖြစ်ဘူးအဲ့ဒီမှာဒေဝရကအဝိဇ္ဇငရဲရောက်သွားတဲ့အခါကျတော့ နေရွက်ထီအောင်သူ့ခေါင်းခေါင်းကနေရွက်လောက်ထီအောင်အမိုးထဲမှာဝင်နေတယ်တဲ့ခြေထောက်ကလည်းဖမျက်ထီအောင်အောက်ကမြေလွာတန်ထဲမှာဝင်နေတယ်တဲ့အရှိဘက်ကတန်ချောင်းကြီးတစ်ချောင်းကအရှိဘက်နိုင်ရန်ကဖောက်ထွက်လာပြီးတော့သူ့ရဲ့ရင်ဝါကနေဖောက်ပြီးအနောက်ဖက်ထီအောင်တန်ချောင်းကြီးတစ်ခုကနေပြီးတော့စုဝင်ထားတယ်တခါတောင်ဘက်ကနေပြီးတော့ တန်ကျောင်းကြီးကလည်းမြောက်ဖက်နိုင်ရန်ထိအောင်သွားဂလန်ကြီးဖြစ်ပြီးတော့စူးဝင်နေတယ်။အပေါ်ခေါင်းထိတ်ကနေပြီးတော့တန်ကျောင်းကြီးကလည်းအောက်ထိအောင်ထွက်သွားပြီးတော့စူးဝင်ပြီးတော့ဒေဝရတ်ဟာဘယ်လိုမှလှုပ်လို့မရတော့အောင်တန်ကျောင်းကြီးတွေနဲ့ခေါင်းကလည်းပဲတန်အမိုးတွေဝင်နေတယ်ခြေထောက်ကလည်းတန်မြေကြီးတွေဝင်နေတယ်ဘေးတွေကလည်းပဲတန်ကျောင်းကြီးတွေနဲ့နော်ဒီငါးခင်တဲ့အခါမှာဟို တစုထိုးထားတယ်လို့ပုံစံမျိုးချင်းတယ်လှုပ်လို့ရှားလို့မရလောက်အောင်အဲ့ဒါလိုခံရတယ်လို့စာပေကျမ်းမှာရေးထားတာရှိတယ်ပေါ့အေးရသဗျာကိုယ်တိုင်ကိုကဒေဝတ္တကိုအမြဲတမ်းတတိပေးတယ်အာပါယီကောဒေဝတ္တတော်ဘယ်အပေကြတော့မှနေရီကောငရဲရောက်တော့မှပဲကပ်ပတ်ထောတဲ့တကဘာပတ်လုံးခံရလိမ့်မယ်အတ္တိကိသောပြင်လို့မရတော့ဘူးကုစားလို့မရတော့ဘူး သူလောက်တာတွေကနွန်ကျွန်သွားပြီးကုမရတဲ့ယောဂဆိုအင်ကီဝရေဘောပေါ့နော်ကင်းစာယောဂဖို့ဒ်စတေရောက်သွားပြီးအင်ကီဝရေဘောကုလို့မရတော့ဘူးလို့ဆိုတာမျိုးဒေဝရာပြင်လို့မရတော့ဘူးကုလို့မရတော့ဘူးလို့ရသော်ပြာအချိန်ချင်းပြောခဲ့ဘူးတယ်ပေါ့အဲ့ဒါလို့ဒုက္ခရောက်ပြီးတော့နောက်ဆုံးဒုက္ခရောက်တဲ့နေရာမှာပဲဒေဝရာငရဲခံနေရရှာတယ်သို့တော်လေနောက်ဆုံးမှာ ဝန်ချတောင်းပန်ပြီးရသော်ဘုရားပေါ်မှာခွင့်လွတ်သီးခံသွားတဲ့ကုသိုလ်ကြောင့်ကဘာတသိန်းလွန်တဲ့အခါမှာအထိတ်တရဆိုတဲ့အယိုးတွေနဲ့မြတ်စွာဘုရားကိုကိုးကွယ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်ပစ္စေကာဂုဏတဆူဖြစ်ပြီးတော့တဏှာဝကကျွလွတ်လိုက်မယ်ဆိုတဲ့အကန့်တဖြာဒိတ်စကားကိုတော့မြတ်စွာဘုရားကမင်ကြားတယ်လို့အထက်ကရာတွေထဲမှာဒီလိုရေးသားထားတယ် အေးတရားချစ်ခင်သူတော်စင်ပြိဋ္ဌာပေါင်းတို့ရသော်ဘုရားသခင်ကိုတော်မြတ်တတ်တော်90နှစ်နှစ်ကျော်တဲ့အချိန်ပိုင်းမှာသာသနာတော်မှာဒီဒေဝရရဲ့အရေးအခင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီဖြစ်ပေါ်လာတဲ့အရေးအခင်းမှာမြတ်စွာဘုရားကိုယ်တိုင်ပဲအသက်ကိုရန်ရှာခြင်းကိုခံရတယ်ပေါ့။ဘယ်လိုပဲခံရခံရမြတ်စွာဘုရားသည်မေတ္တာမပြတ်ကရုဏာမပြတ်သရဝရီပေါ်မှာအကျဉ်းတရားနဲ့ပညာတရားနဲ့ တရဝရရဲ့အကျိုးကိုဆုံးဒီအာထုတ်ကြိုးပမ်းခဲ့တာဖြစ်တယ်။လောကသားတို့ရဲ့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဟာအမခမ်းပဲဖြစ်ပါတယ်ဆိုတာကို သိရှိမှတ်သားကြပြီးဘုရားမြတ်စွာရဲ့ခုံကျေးဇူးတို့ကိုအာယုပြုကကြည်နူးတဲ့ကုသိုလ်တရားဖြစ်ပွားနိုင်ကြပါစေကုန်သတည်း